အလုံးမဲမင်္ဂလာပါဒီနေ့မြမရွှေဈေးတွေကညနေမှာထပ်ပြီးတော့တက်ပါတယ်မြမငွေဈေးတွေကလည်းအနည်းငယ်တက်ပါတယ်ဒီနေ့က24ရက်နေ့3လပိုင်း2020နဲ့5ခုနေ့လက်ရှိကျွန်တော်ပြောနေတဲ့ချိန်ကထိုင်းစံတော်ချိန်ညနေ9:00နာရီမိနစ်20ရှိနေပါပြီမြမရွှေက15ပဲရေတရသားကို64သိန်းနဲ့မှ8000 16ပဲရေတရသားကိုဆိုင်ကရောင်းနေသေးက68သိန်းနဲ့မှ9000ဆိုင်ကလက်ခံနေသေးက68သိန်းနဲ့မှ1000လက်ရှိကျွန်တော်ပြောနေတဲ့ရွှေဈေးတွေကနေရာတွေသားလိုက်ဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ဈေးနှုန်းနည်းငယ်กว่าချမှုလည်းရှိနိုင်ပါတယ်ဒေါ်လာနဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေ ကဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေဈေးက4400နဲ့မှ30ဆိုင်ကလက်ခံနေဈေးက4300နဲ့မှ80ယူရိုငွေဒီယူရိုကိုမြန်မာကျပ်ငွေ4800နဲ့မှ5ကျပ်စင်ကာပူငွေဒေါ်လာကိုမြန်မာကျပ်ငွေဆိုင်ကရောင်းနေဈေးက3300နဲ့မှ30ဆိုင်ကလက်ခံနေဈေးက3200နဲ့မှ80 တရုတ်ငွေတရွန်ကိုမြန်မာကျပ်ငွေ630တကျပ်ဩစတြေးလျငွေဒေါ်လာကိုမြန်မာကျပ်ငွေ2985ကျပ်ထိုင်းမန်နဲ့မြန်မာကျပ်ငွေဈေးနှုန်းတွေကပဲပြည့်ကျပ်ယူသမားတွေကဘတ်ငွေ980ကိုမြန်မာကျပ်ငွေတသိန်းကျပ်ပေးပဲယူသမားတွေကကျပ်တသိန်းကိုဘတ်ငွေ965ဘတ်ဂျပန်ငွေ3440လေးတသမာခွင့်တေကိုမြန်မာကျပ်ငွေတသိန်းမလင်းငွေ100ကိုမြန်မာကျပ်ငွေတသိန်းကိုရီးယားငွေ3383တသမာခွင့်ရှိကိုမြန်မာကျပ်ငွေတသိန်းအိန္ဒိယငွေ1936တသမာ85ကိုမြန်မာကျပ်ငွေတသိန်းလက်ရှိကျွန်တော်ပြောနေတဲ့ငွေဈေးတွေရာနေရာဒေသလေးဈေးနှုန်းပြောင်းလဲမှုရှိနိုင်တယ်လို့ ဈေးနှုန်းလေးငယ်ခွာခြားမှုလည်းရှိနိုင်ပါတယ်မိမိတို့အနေနဲ့ငွေလွှဲတော့မယ်ငွေလဲလဲလောက်တော့မယ်ဆိုရင်ဝန်ဆောင်ကပေးတဲ့သူရှိကိုရင်ဖုံးဆက်ပြီးမှပဲငွေလဲလဲလောက်ကြပါလို့ကျွန်တော်ကတော့ချန်ပြူချင်ပါတယ်မြန်မာရွှေစင်ငွေစည်းတွေကိုအများနဲ့တင်ပေးပါရစေ။မြန်မာရွှေစင်ငွေစည်းတွေကိုသိချင်နေဆိုရင်ကျွန်တော်ရဲ့ဗီဒီယိုတွေကို follow လုပ်လိုက်လို့ထားနိုင်ပါရစေ။အားလုံးပဲမင်္ဂလာပါ။